က်ကဆိုတဲ့ရွာတကြီးကမေးလို့မြတ်စွာဘုရားရှင်းပြတဲ့အကြောင်းအရာတွေကအလွန်တရာမှလက်တွေ့လဲကြရတယ်ပေါ့။တဆင့်ပေတတို့သူများကို ပြောကျင်နေဆိုရင်လည်းပြောစရာအလွန်ကောင်းတယ်ပေါ့။အဲ့ဒီရွာတကြီးကမြတ်စွာဘုရားတွေရောက်လာပြီးတော့မြတ်စွာဘုရားကိုဗာမေးလဲဆိုတော့မေးခွန်းကတော့အလွန်ကောင်းပါတယ်။မြတ်စွာဘုရားတဲ့ဒုက္ခတွေဘာကြောင့်ဖြစ်ရလဲဒုက္ခတွေဘာကြောင့်ချုပ်ရလဲဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းရဲ့အကြောင်းတရားကိုဟောပါတဲ့။ ဒါကအလွန်ရေးပါတဲ့မေခွန်းလို့ဆိုနိုင်တယ်နော်ဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲအဲ့တော့မြတ်စွာဘုရားကဖြေတဲ့နေရာမှာဘလောက်ကျွမ်းကျင်လိမ်ပါလဲဆိုတော့ဘာကြောင့်ဒုက္ခဖြစ်ရတယ်ဘာကြောင့်ဒုက္ခချုပ်ရတယ်လို့တမ်းမပြောဘူးသိလားအဲ့ဒီဗဒရကကိုမြတ်စွာဘုရားဒကာကြီးတဲ့တင့်ကိုတဲ့ငါအတိတ်တုန်းကအကြောင်းအရာတွေကိုဖော်ပြပြီးတော့ဘာကြောင့်ဒုက္ခဖြစ်ရတယ်ဘာကြောင့်ဒုက္ခချုပ်ရတယ်လို့ပြောမယ်ဆိုရင် အဲ့ဒါငကိုတုံးကဖြစ်ခဲ့တဲ့ကိစ္စတွေပါလို့တကကြီးယုံရင်မယုံမယ်တဲ့ဒါကြောင့်အတိတ်တုန်းကအကြောင်းအရာတွေကိုငါတက်တဲ့အနေနဲ့ပြပြီးတော့တင့်ကိုဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းကိုငါမဟောဘူးတဲ့နောက်အနာဂတ်မှာဘယ်လိုဖြစ်လိမ့်မယ်ဆိုတော့မဖြစ်သေးတာတွေကိုမှန်းဆပြီးတော့လည်းပဲဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းအကြောင်းတရားကိုတင့်ကိုငါမဟောဘူးတဲ့အဲ့ဒါနောက်မှဖြစ်လာမှတေချာခြင်းမှတေချာမှလို့တင့်မှာယုံမတန်တွေကဖြစ်နိုင်နေတယ်အဲ့တော့ဒုက္ခဖြစ်ခြင်းဒုက္ခချုပ်ခြင်းကို အခုဒီနားမှာထိုင်နေတဲ့တင့်ကိုအခုဒီနားမှာထိုင်နေတဲ့ငါကထိုင်ရမထတင်နားလေအောင်လောလောဆယ်ကိုငါပြောလိုက်မယ်တဲ့အဲ့လိုဟောတာမြတ်စွာဘုရားနောက်အတေအကြောင်းအရာတွေကိုပြန်ပြီးတော့လဲမဟုတ်နောက်အနာကမှာဖြစ်လာမှာတွေကိုအကြောင်းပြန်ပြီးတော့လဲမဟုတ်နောက်ဒီနားမှာထိုင်နေတဲ့တင့်ကိုဒီနားမှာထိုင်နေတဲ့ငါကအခုထိုင်ရမထဒုက္ခဖြစ်ခြင်းရဲ့အကြောင်းဒုက္ခချုပ်ခြင်းရဲ့အကြောင်းကိုဟောမယ်တဲ့အဲ့လောက်ရဲရဲဝံ့ဝံ့ဘလောက်တေချာလဲဆိုတာ ပေါ်လွင်မှုမရှိဘူးလားရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားဗာမေးလဲဆိုတော့တခါကြီးတဲ့နဟောဒီဥရဝိလကပ္ပဏိကုံးရွာမှာသူကအဲ့ဒီရွာမှာနေတာ哦တစုံတယောက်ဒုက္ခရောက်လို့သင်ဒုက္ခရောက်သွားเสียရအဲ့ဒီလိုတစုံတယောက်ပုဂ္ဂိုလ်ရှိသလားတဲ့မေးတာအဲ့ဒီစုံတယောက်ဓာန်ရိုက်ခံရလို့သမုတ်အသက်ခံရလို့ယောဂဝေဒနာဖြစ်လို့တစုံတယောက်ဒုက္ခရောက်သွားလို့အဲ့မှာဒုက္ခရောက်သွားเสียရအဲ့ဒါလိုတစုံတယောက်ပုဂ္ဂိုလ်ရှိသလားတဲ့ ရှိပါတယ်ဗျာတဲ့။သူနဲ့ရင်းနေတဲ့လူတွေရှိတာပေါ့။သူတို့ဒုက္ခရောက်ရင်ငါဒုက္ခရောက်မယ်ဆိုတဲ့လူတွေရှိတာပေါ့။ရှိပါတယ်ဗျာဆိုတော့မြတ်စွာဘုရားကဆက်မေးတယ်။ဟောဒီဥဒဝေလကပ္ပမှာပဲတစုံတယောက်ဒုက္ခရောက်လို့တင့်မှာဒုက္ခမရောက်ရဘူးဆိုတဲ့လူတွေကရှိလာတယ်။နော်။ယောဂဗျာတွေဖြစ်လို့နှိမ့်ဆက်လို့တစုံတယောက်ဒုက္ခရောက်သွားတယ်ဒါပေမဲ့အဲ့ဒီတစုံတယောက်ဒုက္ခရောက်လို့တင့်မှာဒုက္ခမရောက်ရဘူးဆိုတဲ့လူကရှိလာဆိုတော့ရှိတယ်ဗျာတဲ့။ သူများဒုက္ခရောက်လည်းပဲဒီပြင်လူတွေဒုက္ခရောက်လည်းပဲနောက်ကိုမှဒုက္ခမရောက်နိုင်တဲ့အဲ့ဒီလိုလူမျိုးလည်းရှိတာပဲလေမျိုးထဲမှာမရှိဘူးလားနော်ကိုဒုက္ခရောက်တယ်ဟောသူများဒုက္ခရောက်လို့ကိုဒုက္ခမရောက်ရတဲ့လူတွေအများကြီးရှိတယ်လေခုရှိရုံပေါ်မှာအများကြီးဒုက္ခရောက်နေတာတွေမရှိဘူးလားရှိတယ်တခါတမှဒုက္ခရောက်လားရောက်ပါဘောဆိုတော့ကိုနဲ့မှမဆိုင်ပဲဟုတ်တယ်မဟုတ်လားဒါမဲ့တစုံတယောက်ဒုက္ခရောက်ရင်ကိုဒုက္ခရောက်ရမယ်အဲ့လိုတစုံတယောက်ကောမရှိဘူးလားရှိတာပေါ့မြန်မာပြည်မှာအများကြီးရှိမှာပေါ့ဟုတ်တယ်ဟုတ်လား ဲ့ဒါကိုမေးတာမြတ်စွာဘုရားအဲ့တော့မြတ်စွာဘုရားကသူ့အဖြေကိုပဲအခြေခံပြီးတော့ထပ်မေးတာအဲ့လိုဆိုရင်တစုံတယောက်ဒုက္ခရောက်ရင်တော့တင့်မှာဒုက္ခရောက်ရတယ်။ကျန်တဲ့တစုံတယောက်ဒုက္ခရောက်အောင်တော့တင့်မှာဒုက္ခမရောက်ဘူး။အဲ့ဒီအကြောင်းတရားကဘာလဲတဲ့။ဟိုလူဒုက္ခရောက်တော့တင့်ဒုက္ခရောက်ရတယ်။ဟိုလူဒုက္ခရောက်တော့တင့်ဒုက္ခမရောက်အောင်အဲ့လိုကွပြားချမ်းသာသွားတာအကြောင်းတရားကဘာလဲတဲ့။ဒါမြတ်စွာဘုရားတဲ့။ တချို့ပုံကိုယ်တွေရဲ့ပုံမှာတပိတော်ရဲ့ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုရှင်းလန်းမှုတွေရှိတယ်တဲ့။တန်ရောစဉ်နှောင်ဖွဲ့ပြီးတော့တော့ယဉ်ယဉ်နီနီဆက်ဆံထားတဲ့လူတွေရှိတယ်တဲ့။အဲ့ဒီလူတွေအပေါ်မှာတော့သူတို့ဒုက္ခရောက်ရင်အဲ့ဒါတပိတော်ဒုက္ခရောက်ပါလိမ့်မယ်တဲ့။တချို့လူတွေအပေါ်မှာတော့တပိတော်ချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုတော့ရှင်းလန်းထားမှုဘာမှမရှိဘူး။အဲ့လိုလူတွေဒုက္ခရောက်အောင်တော့တပိတော်ဒုက္ခရောက်စရာအကြောင်းမရှိပါဘူးတဲ့။အဲ့လိုဆိုရင် ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဒုက္ခချုပ်ခြင်းရဲ့အကြောင်းတရားကိုသင်ကိုယ်တိုင်ပဲဖြေလိုက်ရရောက်ပြီတဲ့သူကိုယ်တိုင်ပဲဖြေလိုက်ရမရောက်ဘူးလားဘာကြောင့်ဒုက္ခရောက်ကြရတာတုံးမြချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုပတ်သက်မှုတွေရှိနေရင်ဒုက္ခရောက်ရတာပဲဟုတ်တယ်မဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကအလွန်တန်ဖိုးရှိတဲ့တော့ဒေသနာဘာဆက်ပြောလဲဆိုတော့တခါကြီးတဲ့အခုလုံးလုံးစေဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတာကိုသင်ကိုယ်တိုင်နားလည်သွားပြီ တော့အတိတ်ကာလတုန်းကဒုက္ခဖြစ်ရခြင်းရဲ့အကြောင်းတရားဒုက္ခချို့ရခြင်းရဲ့အကြောင်းတရားလည်းဒါပဲတဲ့အတိတ်တုန်းကဒုက္ခဖြစ်ကြတဲ့လူတွေအဲ့ဒီချစ်ခင်မှုနှစ်သက်မှုလောဘတက်ကြောင့်ဒုက္ခဖြစ်ကြရတာအတိတ်တုန်းကဒုက္ခချုပ်တဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုလောဘမရှိလို့ဒုက္ခချုပ်ကြရတာအခုလောလောဆယ်အနေထားကိုကြည့်ပြီးတော့အတိတ်တုန်းကအနေထားကိုလည်းပဲတိနိုင်မှုမရှိဘူးလားရှိတယ်။နောက်အနာဂတ်မှာလည်းပဲဒုက္ခဖြစ်ကြမဲ့လူတွေကအဲ့ဒီလောဘကြောင့်ဒုက္ခဖြစ်ကြမှာပဲ။ဟုတ်လား ုက္ခချုပ်ကြတဲ့ပုံကိုယ်တွေကလည်းအဲ့ဒီလောဘကိုချုပ်အောင်လုပ်နိုင်တဲ့လူတွေဒုက္ခချုပ်ကြမှာပဲနော်အတိတ်အနာဂတ်ကိုပြစ္ဆုတ်ပါမှာဖြစ်နေတဲ့အနေအထားကိုကြည့်ပြီးတော့မြတ်စွာဘုရားကကြည်ကြည်ပြတ်ပြတ်နားလေခိုင်းတော့ဟုတ်လားဒါကြောင့်ပြည့်တဲ့ဘောင်းတို့ဘောင်းတို့ဒီနားမှာထိုင်နေတဲ့တင့်ကိုဒီနားမှာထိုင်နေတဲ့ငါကထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်ဆိုတဲ့အဖြေကိုသိအောင်ပြောမယ်ဆိုတာသူ့ရဲ့နှုတ်ကကိုထွက်စီပြီးတော့ကိုပြောတာဘလို့မြတ်စွာဘုရား 对的那家嘛，赚钱了，目的来说，让天下哦。